နိုဝင်ဘာ28ရက်နေ့တင်ကတော့စစ်ကိုင်းတိုင်းတပ်စီမျိုးနယ်ကမြန်မာစစ်တပ်တဆွဲထားတဲ့မူးတိမ်ကြီးရွာမှာ PDF တပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။ဒီကနေ့နိုဝင်ဘာ28ရက်မနေ့အစောပိုင်းကလေးကနှစ်ဖက်ထိတွေ့မှုပြင်းထန်ခဲ့ပြီးတဲ့နောက်၄နိုင်ကြာတိုက်ပွဲပြီးမူးတိမ်ရွာမှာထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်းဒေတာတွင်တင်ရင်းမြစ်အချို့ကပြောပါတယ်။လေကြောင်းကလည်းတောက်လျှောက်ပုံးကျနေတဲ့ရှင်းလင်းရေးလည်းမပြတ်သေးလို့အသေးစိတ်ချက်လက်တွေကိုတော့ခဏနေမှပြောလို့ရမယ်လို့ တန့်စီမျိုးနဲ့ PDF တပ်ဖွဲ့ဝင်တဦးကြီးကပြောပါတယ်။မူးတင်ရွာတိုက်ခိုက်မှုတွင်ထိခိုက်ဒေဆုံးမှုတွေရှိတယ်လို့ဒူဝမ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကကိုပြီးကျော်စိုးကတီးပြပါတယ်။မူးတင်က တန့်စီနဲ့ကမ်ဘလူဆပ်ပေါ်မြန်မာစစ်တပ်ကတဆွဲထားတာတော့ဂျာဘီဒီကနေတိုက်ခိုက်မှုဖြစ်ခဲ့တယ်လို့သူကပြောပါတယ်။တန့်စီမျိုးနဲ့အရှိမျောက်ချမ်းကိုဒီကနေ့မနက်ပိုင်းကလေးကတရားဦးလေးတက်ကတက်လာတဲ့ကြက်ဖိုက်တာနဲ့ဟုံးမလင်းဘက်ကနေလဲဝိုင်တွဲလေယိုတွေနဲ့ဘုံးစံနဲ့ချီကျဲချခဲ့တယ်လို့ လေကြောင်းသတင်းချက်တွေကလည်းသိရပါတယ်တိုက်ပွဲပြီးနောက်မူတိန်ရွာကို PDF တပ်များရရှိခဲ့ကြောင်းသိထားရပါတယ်ဒါအပြင်ဒီကနေ့မနက်10:00နာရီကကမ်ဘလူမြို့နယ်မြောက်တက်ကနေလက်နက်ကြီးနဲ့ပစ်တာအင်အားပြပါတဲ့စစ်ကားတွေနဲ့တန်းစီမြို့ရှေ့မြောက်ချမ်းကိုဝီတီထွက်လာနေတယ်လို့ဒေတာရင်းစစ်ရေးသတင်းတွေကပြောပါတယ်မကြသေးမီတဲ့ပိုင်းတွေကတန်းစီမြို့နယ်ဆက်ဆက်နေတဲ့ကမ်ဘလူတောင်ပချံနဲ့ခင်ဝီမြို့နယ်တွေမှာလည်းစစ်တပ်နဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပါသေးတယ် နိုဝင်ဘာ26ရက်နေ့တည်ရတဲ့တရင်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်းမဲမြို့နယ်မှာမြမစစ်တပ်နဲ့ရှမ်းပြည်လူတက်ရေးပါတီရှမ်းပြည်တပ်မတော် SSPB တပ်ဖွဲ့တို့အကြမ်းတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေကြောင်း SSPB တရင်ပြန်ကြားရေးဌာနကဒီကနေ့နိုဝင်ဘာ26ရက်မွန်းလွဲပိုင်းမှာကနအိုတရင်ထုတ်ပြန်ပါတယ်ဒီကနေ့နေ့လေတနေ့ဒီလောက်မှာမြမစစ်တပ်ရဲ့အင်အားတရခန့်က APB တက်စကန်ရှိရာကြောင်းမဲမြို့နယ်ပုံမိုးရွာညီတော်ရင်းကိုထိုးစစ်ဆင်ဝင်ရောက်လာလို့တိုက်ပွဲဖြစ်နေတာလို့သိရပါတယ် မုံလွဲ၃နာရီခန့်ထိနှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေကြောင်းတိုက်ပွဲရုဒ္ဓမတန်းတဲ့အတူ ဖော်ပြတည်ပေးပါတယ်။တိုက်ပွဲမှာစစ်တပ်ကမြေပြင်စစ်ကြောင်းနဲ့ဒေယုံတွေတုံပြီးတိုက်ခိုက်နေတာလို့ AFP ကထုတ်ပြန်ပါတယ်။တိုက်ပွဲဖြစ်ပွားမှုပါဝင်စစ်ရေးခြေနေတွေနဲ့ပတ်သက်ပြီးမင်းမြန်ဖို့ SSPB ပြောရေးဆိုခွင့်ရှိသူအချို့ထံဆက်သွယ်ထားစေဖြစ်ပါတယ်။ကျောင်းမဲမျိုးဟာအရင်ကတောင်းတက်မတော် DNA တင်ပိုက်ထားတဲ့မျိုးဖြစ်ပြီးအခုနှစ်အောက်တိုဘာမှာမြန်မာတက်မတော်က ပြန်လည်ဝင်ရောက်နေရာယူနိုင်ခဲ့တာဖြစ်ပါတယ်။ SSPB ဟာမြန်မာစစ်တပ်နဲ့ထိတွေ့ဆွေးနွေးဆက်ဆံနေတဲ့ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီးစစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားမှုမရှိသလောက်အခြေအနေမှာတိုက်ပွဲသတင်းကို AFP ဘက်ကထုတ်ပြန်လာတာဖြစ်ပါတယ်။စစ်တပ်နဲ့ SSPB ကြောင်းမဲမှာဖြစ်နေတာလေးငါးရက်ရှိပြီးဒီနေ့ကတော့မြေပြင်စစ်ကြောင်းတွေထိတိုက်ရင်ဆိုင်ပြီးပြင်းပြင်းထန်ထန်ဖြစ်တာရှေ့လျှောက်ပြီးတော့လဲစစ်ရေးဆက်ပြီးတင်းမာနိုင်တဲ့ AFP ကတုနယ်မြေတွေကိုလက်လွတ်မှာမဟုတ်ဘူးလို့ရှမ်းပြည်နယ်မြောက်ပိုင်းဒေတာခံတဲ့ရင်းမြစ်ကပြောပါတယ်။ နောင်ဂျိုနဲ့ကြောင်မဲမျိုးကနေ DNA ဆုတ်ခွာသွားပြီးနောက် SSPB တက်ဟာအဲ့ဒီမျိုးနယ်ကနေရာချို့မှာဝင်ရောက်နေရာယူနေရလို့လဲနောင်ဂျိုမျိုးခန့်ချို့ကပြောပါတယ်။တောင်းတက်မတော်ထိန်းချုပ်ထားတဲ့ကြောင်မဲမျိုးကိုမြန်မာစစ်တပ်ကအောက်တိုပါလာတရက်နေ့မှာပြန်သိမ်းယူခဲ့တာပါရုပ်ပေါ်ကိုတာထိန်းချုပ်နိုင်ခဲ့ပြီးခြေရွာတွေကိုထိန်းချုပ်နိုင်ခြင်းမရှိသေးပါဘူး။ကြောင်မဲမျိုးနယ်ကရွာများစုဟာရခင်ကလေးက SSPB လှုပ်ရှားနေခဲ့တဲ့ခြေရွာတွေဖြစ်ပြီးအခုခါမှာတော့ မြန်မာစစ်တပ်ရဲ့ရေပြင်စစ်ကြောင်းတွေလှုပ်ရှားမှုနဲ့အတူတိုက်ပွဲတွေဖြစ်လာတာပါ။နောင်ကျုံနဲ့ကြောင်းမဲမြို့နယ်ကခြေရွာချို့နေရာတွေမှာ SSPB ရဲဘော်တွေအခုနိုဝင်ဘာလမှာရောက်ရှိလာတယ်လို့လည်းသိရပါဗျ။စစ်ရေးအခြေအနေတွေကိုဆက်လက်စုံစမ်းနေစေဖြစ်ပါတယ်။